မင်္ဂလာပါဒီနေ့ကျဲနေပြီရတော့အီတလီကနာမည်အကြီးဆုံးအသားမြတ်ပါမုံဆောင်ပါပါ အချိန်မရပေမဲ့မိကြီးရှင်တို့အလေးစိတ်မစင်ခင်အပြေးလေးဝယ်ခဲ့ပါတယ်ရှေ့ရွက်ထဲမှာနေတယ်ဆိုင်နာမည်ကတော့ All Antico Venaio လို့ခေါ်ပါတယ်ဒီဆိုင်ကအီတလီမှာဆိုင်ခွဲတွေအများကြီးရှိတယ်အဓိကသုံးတဲ့အသားကတော့အခုရှိမှမြင်နေရတဲ့ Qwer meat တွေပါ Qwer meat ဆိုတာအသားကိုကြာရှည်ခံအောင်လို့ကြက်ခိုးတိုက်ထားတာစားသိပ်ထားတာအချောက်လှမ်းထားတာမျိုးတစ်ခုခုလုပ်ထားတဲ့အသားကိုခေါ်တာပါ ရှေ့မှာတဲ့အသားညက်ပါမှုအတွက်အသားတွေကိုဆက်နဲ့လွှာပေးပါတယ်အသားပိုးရှင်ရလည်းအများကြီးပဲအသားကတော့ဝတ်သားအမဲသားအပြင်ကျက်စင်သားပါရပါတယ်မားတဲ့အသားညက်ပါမှုတွေကိုကိုယ့်ရဲ့ရှိမှလည်းချက်ချင်းလုပ်ပေးပါတယ် ဒီဆိုင်ကတော့အသားညက်ပါမို့တမျိုးရဲရောက်နေဆိုပေမဲ့အထဲကိုထည့်လို့ရတဲ့အစာတွေကတော့မျိုးစုံပဲခဲညင်ဒီကိုလည်းပါမို့ပုံမှန်ရင်ကြီးပါတယ် ဒါကတော့ဆန်ဒွိချ်ထဲမှာသုံးတဲ့အသားမျိုးစုံထည့်ထားတာပါအခုကတော့ဖေးတို့မှာလုပ်ပေးနေတာပါနံပါတ်4ကိုပူရင် ရရအကြီးပဲတခုအကြီးပဲလမ်းမအချိန်မရလို့လေရင်ပေါ်ရောက်မှပဲစားရပါတယ်ဘေးမာတာကတော့လာဆမ်းမလို့ခေါ်ပါတယ်သူကတော့ QR ဝတ်ပောင်သားရဲ့ mozzarella cheese ရဲ့ခရမ်းချင်တီရဲ့နဲ့ပင်စိမ့်နဲ့လုပ်ထားတာပါအသားကချက်ထားတာမဟုတ်တော့အသားစိမ်းဝါနေရတာနဲ့ဆင်တယ်ဒါပေမဲ့လုံးဝမညီဘူး တကျဲမာထားတဲ့ဟာကတော့ဝက်ပောင်ချောက်သားရဲ့ cheese ရဲ့အာလူးခရီးမြင်နဲ့တခွားဖျုံနဲ့လုပ်ထားတဲ့ sandwich ပါအထဲမှာထည့်ထားတဲ့အစာတွေကအပြည့်ပဲမို့လို့တကိုက်ဆိုတကိုက်အရသာကထိထိမိမိရှိပါတယ်။စာဖူးသမျှအသားညက်ပါမှုတွေမှာဒီသားညက်ပါမှုကတော်တော်လေးကောင်းတယ်လို့ပြောလို့ရပါတယ်။